အားလုံးပဲမင်္ဂလာပါခင်ဗျာရေလင်းဘလောင်းအနေပြန်လဲကြိုဆိုလိုက်ပါရဗျာဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ကိုနေစဉ်အသုံးပြုနေတဲ့ Facebook အကောင့်ကိုကျွန်တော်တို့ Facebook အကောင့်ကိုအကောင့်တော် login ဝင်ထားတယ်ဒါပေမဲ့ကိုယ့်ရဲ့အကောင့် password ကိုမေ့နေတဲ့သူတွေအတွက်အလွယ်ကူဆုံးကိုယ့်ရဲ့ Facebook account password ကိုပြန်ပြီးယူလို့ရမယ့်နည်းလမ်းလေးကိုအစအဆုံးရှင်းပြပြီးသွားမှာဖြစ်ပါတယ်အဲကျွန်တော်တစ်ခါတရံကြရင်ကိုယ့်ရဲ့ Facebook account ကိုကိုယ့်ရဲ့ဖုန်းထဲကဒီ Facebook software ထဲမှာ login ဝင်ထားတဲ့ဆိုပေမဲ့ကျွန်တော်ဖုန်းပြောင်းတဲ့အခါမျိုးတွေအခြားဖုန်းတို့အခြားကွန်ပျူတာတို့ထဲမှာ login ထပ်ဝင်မယ်ဆိုရင်ကိုယ့်ရဲ့ password ကိုကိုမေ့နေတတ်တာမျိုးရှိတယ်ပေါ့နော်ဒီလိုမျိုး ကိုယ့်ရဲ့ Facebook ကော password ကို login ဝင်ထားပြီးမှမိနေတဲ့သူတွေအတွက်အလွယ်ကူဆုံး Facebook password ပြန်ယူလို့ရမယ့်နည်းလမ်းလေးကိုအစားဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမအဦးဆုံးအနေနဲ့ကိုယ့်ရဲ့ account login ဝင်ထားတဲ့ Facebook ထဲကိုတစ်ချက်ဝင်လိုက်ပါတော့ဝင်ပြီးပြီဆိုရင်တော့ဒီညာဘက်အပေါ်ဆုံးမှာရှိရဲကိုယ့်ရဲ့ profile ပုံလေးတုံမဟုတ်ဒီ menu button လေးတုံတန်းကိုတစ်ချက်နှိပ်လိုက်ပါတော့ကျွန်တော်မျှလေးထုတ်ပြပေးထားပါတယ်ဗျာအဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာ အဲ့ညလေးကိုရောက်ပြီဆိုရင်တော့ကျွန်တော်အောက်ကိုနည်းနည်းဆွဲလိုက်ပါအောက်ကိုနည်းနည်းဆွဲလိုက်ရင်ဒီနေရာမှာ satin privacy ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ပြအဲ့ satin privacy ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြီးလိုက်ပါခင်ဗျာကျွန်တော်မြားလေးထုတ်ပြပေးထားပါတယ်အဲ့ညလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြီးလိုက်ပါခင်ဗျာ satin privacy ကိုနှိပ်လိုက်ရင်ကျွန်တော်ဒီနေရာမှာ satin တို့ privacy စင်နာတို့ your time on facebook တို့ search တက်ပြအများကြီးပေါ်လာပါလိမ့်မယ်ပြအဲ့ထက်ကမှအပေါ်ဆုံးမှာရှိရလူပုံစံဒီ profile icon လေးနဲ့ဒီ satin ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြီးလိုက်ပါခင်ဗျာဒီနေရာလေးကို ဆက်တင်ကိုတစ်ချက်နှိမ့်လိုက်ပြီဆိုရင်တော့ဒီလိုမျိုးတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီနေရာမှာကျွန်တော်ဒီ account center ဆိုတဲ့နေရာတွေကကြိုက်တဲ့နေရာကိုနှိမ့်လိုက်ပါ account center ဆိုတာကျွန်တော်အခုအနီးဝိုင်းပြပေးထားတဲ့၄000ကျွန်းအတွင်းကိုပြောတာပါပြောချင်တာဒီစာပြားလေးကိုနှိမ့်လဲရတယ်ဒီနေရာလေးတွေကျွန်တော်အဝိုင်းချပေးထားတဲ့နေရာလေးကြိုက်တဲ့နေရာမြည်တိနေရာမှမဆိုနှိမ့်လို့ရတယ်ဒီ၄000အတွင်းဆိုရင်ရပြီပေါ့နော်နှိမ့်လိုက်ပါတစ်ချက်နှိမ့်ပြီးပြီဆိုရင်တော့ account center ကိုနှိမ့်လိုက်ရင်ဒီပုံစံတိုင်းပေါ်လာမှာဖြစ်ပါတယ်ဗျဒီပုံစံတိုင်းပေါ်လာပြီဆိုရင်ကျွန်တော်အခုနည်းနည်းဆွဲလိုက်ရင်ဒီနေရာမှာပတ်ဆက် password and ဒီ security ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ဗျအဲ password and security ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျနှိပ်ပေးလိုက်ပြီဆိုရင်တော့ဒီလိုမျိုးကြီးအများကြီးပေါ်လာမှာဖြစ်ပါတယ်ဗျာအဲ့ထဲမှာကျွန်တော်ဒီအပေါ်ဆုံးမှာရှိရဲ့ဒီ chain password ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာဒီနေရာလေးပေါ့နော်ကျွန်တော်အများလေးထုတ်ပြပေးထားပါတယ်ဗျာအဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါခင်ဗျာ ချိန်ပတ်သွားကိုနှိပ်လိုက်ရင်ဒီနေရာမှာကျွန်တော် Facebook icon လေးနဲ့ကိုယ့်ရဲ့ Facebook account name လေးကိုတစ်ချက်ထပ်ပြီးနှိပ်ရမှာဖြစ်ပါတယ်။အဲကျွန်တော်တဲမှာတစ်ခုတည်းပေါ်နေရဆိုတာကျွန်တော် sample ပြတဲ့ account လို့ပါ။အကယ်၍မိတ်ဆွေတို့ရဲ့ Facebook account ကအခြား Instagram account တွေပိုင်းနဲ့ချိန်ထားရဆိုရင်အောက်မှာ Instagram logo icon တွေနဲ့ပါထပ်ပြီးပေါ်ကောင်းပေါ်နေနိုင်ပါတယ်ဗျာ။ကျွန်တော်အဓိကကတော့ဒီ Facebook name နဲ့ဒီ Facebook profile နဲ့ Facebook icon လေးကိုဒီလိုဟာမျိုးလေးကိုတစ်ချက်နှိပ်ပြရမှာဖြစ်ပါတယ်ဗျာ။အဲဟာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြလိုက်ပါ။ နှိပ်ပေးလိုက်ပြီဆိုရင်တော့ကျွန်တော်ဒီပုံစံတိုင်းတွေ့ရမှာဖြစ်ပါတယ်ဗျာဒီနေရာမှာကျွန်တော်တို့ကကျွန်တော်တို့ရဲ့ password အဟောင်းမှတ်မိခဲ့ဆိုရင်တော့ချိန်ရတာအရန်လွယ်ကူပါတယ်ဒီအပေါ်ဆုံးမှာရှိရဲ့ဒီ current password ဆိုတဲ့နေရာမှာကျွန်တော်တို့ရဲ့ password အဟောင်းရိုက်ထည့်လိုက်အောင်ပါပဲအတိတ်ထပ်ပေးခြင်းနဲ့ password အတိတ်ကိုဒီ new password ဆိုတဲ့နေရာမှာထည့်အဲပြီးရင်ကျွန်တော်ဒီ retwine new password ဆိုတဲ့နေရာမှာအဲကျွန်တော်အတိတ်ထပ်ပေးရဲ့ password ကိုနောက်တစ်ချိန်တူအောင်ထပ်ရိုက်ပြီးတော့ကျွန်တော် chain password ကိုနှိပ်ပေးလိုက်အောင်ပဲဗောနော်ဒါပေမဲ့ကျွန်တော်တို့က password အဟောင်းမေ့နေတဲ့အတွက်ကြောင့်မို့ဒီနီးနဲ့ချိန်လို့မရပါဘူး password အဟောင်းမေ့နေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဒီအောက်မှာရှိတဲ့စာအပြ ာလေးပေါ့နော်ကျွန်တော်အခု၄တောင်းအနီလေးဝိုင်းပြပေးထားပါတယ် forgot your password ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြရမှာဖြစ်ပါတယ်ဗျဒါလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြလိုက်ပါ forgot your password ကိုနှိပ်လိုက်ရင်အဝိုင်းလေးခဏလည်ဝပြီးတော့ဒီလိုမျိုးလေးပေါ်လာပါလိမ့်မယ်ဗျာဒီနေရာမှာမိတ်ဆွေတို့ရဲ့ Facebook account ကဘာနဲ့ဖွင့်ထားရလဲပုံမူတည်ပါတယ်အကယ်၍မိတ်ဆွေတို့ရဲ့ Facebook account ကဒီနေရာမှာ email နဲ့ဖွင့်ပေးထားဆိုရင် some code ဝယ် email ပေါ့နော်ဒီ email ဆိုတာလေးကိုတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်ဗျာအကယ်၍မိတ်ဆွေတို့ရဲ့ Facebook account ကကျွန်တော်တို့ဖုန်းနံပါတ်နဲ့ဖွင့်ထားရဆိုရင်ဒီနေရာမှာ some code ဝယ်ဖုန်းစင်ကတ်တို့မဟုတ်ဖုန်းနံပါတ်ပေါ့နော်ဒီလိုမျိုးရွေးပေးရမှာဖြစ်ပါတယ်ဗျာကိုကဖုန်းနံပါတ်ကို Gmail ထည့်ထားတဲ့ account တွေဆိုရင်တော့ကိုကြိုက်တဲ့ဟာကိုရွေးပါ email တို့မဟုတ်ဖုန်းနံပါတ်ကိုတခုရွေးပေးလိုက်ပေါ့နော်ရွေးပြီးပြီဆို တာစိတ်တန်းကြဟာတကူရွေးလိုက်ပါတစ်ချက်နှိပ်လိုက်ပါနော်နှိပ်ပြီးပြီဆိုတာနဲ့ဒီအောက်မှာရှိရဲ့ဒီ continue ဆိုတဲ့အပြောင်း clock လေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြရမှာဖြစ်ပါတယ်ကြာဒါလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြလိုက်ပါ ဒါလေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်တော့ another six digit code ဆိုပြီးဒီပုံစံတိုင်းလေးပေါ်လာမှာဖြစ်ပါလေဗျကျွန်တော်တို့အဲ့ဒီအချိန်မှာဘာလုပ်ရမလဲဆိုရင် Facebook ကောက်ဖွင့်ထားတဲ့ဖုန်းနံပါတ်တို့မဟုတ်ကျွန်တော်တို့ email ပေါ့နော်ကျွန်တော်တို့ယူကွနနွားယူလိုက်တဲ့ကောင်တွေကိုတစ်ချက်သွားကြည့်ရမှာဖြစ်ပါလေဗျကိုကဖုန်းနံပါတ်ကိုယူလိုက်တာဆိုရင်ဖုန်းနံပါတ်ထဲကိုကိုကနန်းပို့ပေးမှာဖြစ်ပါလေ Facebook တင်ဘက်ကနေပြီးတော့ပေါ့နော်ကိုက email ကိုယူလိုက်တာဆိုရင်တော့ကိုရဲ့ Gmail email ထဲမှာအဲဒီလိုမျိုးလေး notification လေးတစ်ခုဝင်လာပါလိမ့်မယ်ဗျ message လေးတစ်စောင်ပေါ့နော်အဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါအဲပြီးပြီဆိုရင်မှာကိုကနန်းလေးရှိပါတယ်ကိုကနန်း6လုံးသို့မဟုတ်7လုံးပေါ့နော်အဲ့ကိုကနန်း ်းလေးကိုကျွန်တော် copy ယူရင်လည်းယူထားမှွင့်မှတ်ပြီးတော့ဒီအနာတဲ့စစ်တစ်ချစ်ကုတ်ဆိုတဲ့နေရာလေးမှာကျွန်တော်တလုံးမကြံတူအောင်ပြန်ပြီးတော့ရိုက်ထည့်ပေးလိုက်အောင်ပါပဲခင်ဗျာ copy ယူလို့မရတော့ကျွန်တော်ရိုက်ထည့်လိုက်မယ်34458ပေါ့နော်အဲ့လိုမျိုးမှအောင်ရိုက်ထည့်ပေးလိုက်ပါရိုက်ထည့်ပြီးပြီဆိုရင်တော့ဒီအောက်မှာရှိတဲ့ဒီ continue နဲ့ cancel နဲ့ cloud ကလေးနှစ်ခုရှိရပါတော့အဲ့ထည့်ရမှာကျွန်တော်ဒီ continue ဆိုတဲ့ cloud ကလေးကိုနှိပ်ပြီးရှေ့ကိုဆက်သွားမှာဖြစ်ပါလိမ့်ဗျ continue ကိုတစ်ချက်နှိပ်ပေးလိုက်ပါ ပြီးပြီဆိုရင်တော့ကျွန်တော်ဒီပုံစံတိုင်းပေါ်သွားမှာဖြစ်ပါတယ်ဗျဒီပုံစံတိုင်းပေါ်သွားပြီဆိုရင်တော့ကျွန်တော် NRA new password ဆိုတဲ့ဒီနေရာလေးမှာကိုအသက်ထပ်ပြီးပေးခြင်းတဲ့ password ကိုကျွန်တော်မှန်ကန်အောင်ရိုက်ထည့်ပေးအောင်ပါပဲအဲဒီနေရာမှာကျွန်တော် password အဟောင်းလုံးဝမှတ်မိစရာမလိုဘောနော်ကိုအသက်ထပ်ပေးခြင်းတဲ့ password ကိုရိုက်ထည့်လိုက်အောင်ပါပဲကျွန်တော်ရိုက်ထည့်လိုက်မယ်ကိုပေးခြင်းတဲ့ password ကိုစိတ်တမ်းကျမှန်ကန်အောင်ရိုက်ထည့်လိုက်ပါကိုရဲ့ password ကိုကိုကြည့်ခြင်းနဲ့ဆိုရင်တော့ဒီနောက်မှာရှိတဲ့ဒီ show ဆိုတဲ့ cloud ကိုတစ်ချက်နှိပ်ပြီးလိုက်ရင်ရပါတယ်ဗျအဲကျွန်တော်ဒီနေရာမှာတစ်ခုထပ်ပြီးတည်ထားရမှာကကျွန်တော်တို့ရဲ့ဒီ Facebook account ဒီလက်ကုယခုလက်ရှိပတ်သက်ချင်းတဲ့အကောက်ကိုအခြားကွန်ပျူတာတို့ဖုန်းတို့စသဖြင့်အခြား device တွေထဲမှာဝင်ထားတာတွေအကုန်လုံး log out ဖွင့်ပြချင်းတယ်ဒီ password ချိန်လိုက်ပြီဆိုတာနဲ့ဒီ password နဲ့ပဲပြန်ပြီးတော့ login ဝင်လို့ရစေချင်တယ်ဆိုရင်ဒီအောက်မှာရှိတဲ့ဒီ log me off of favor everything ဆိုတဲ့ဟာလေးကိုကျွန်တော်အမှန်လေးချစ်ပြီးတော့မှဒီအောက်ကနှိပ်ဆိုတဲ့ click လေးကိုနှိပ်ပြီးရှင်းဆက်သွားရမှာဖြစ်ပါတယ်ဗျအဲကျွန်တော်ကတော့မထွက်စေချင်ဘူးမထွက်စေချင်တဲ့အတွက်ကြောင့်မလို့ဒီကောင်လေးကိုအမှန်မချစ်တော့ဘူးဒါကိုစိတ်တိုင်းကြယူပြီးပေါ့နော်ကိုစိတ်တိုင်းကြ password ပြီးပြီးပြီဆိုရင်တော့ဒီမှာရှိတဲ့နှိပ်ဆိုတဲ့ click လေးကိုတစ်ချက်နှိပ်ပြီးတော့ရှင်းဆက်သွားရမှာဖြစ်ပါတယ်ဗျအဲနှိပ်ကလေးကိုတစ်ချက် က်နှစ်ပြီးရှေ့ကိုဆက်သွားလိုက်ပါခင်ဗျာအဲကြောင့်နေကိုနှိမ့်လိုက်ပြီဆိုရင်ဒီပုံစံတိုင်းပေါ့တခါတည်းကျရင်ဒီလိုမျိုးဟို line error လေးပါလေးပေါ်ကောင်းပေါ်တက်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့ဆိုရင်လည်းအကြောင်းမရှိဘူး reflect လေးလုတ်လိုက်ဒါဆိုရင်တော့ရရပဲဖြစ်ပါတယ်ကျွန်တော်ပြန်ထွက်လိုက်အောင်ပဲပေါ့နော် ျွန်တော်တခါတရံကြရင် error တက်သွားတာမျိုးကြီးလည်းရှိကောင်းရှိနိုင်တယ်အဲ့လိုမျိုးဒီကိုယ့်ရဲ့ line တို့မဟုတ် VPN ဒါမှမဟုတ်ရင် Facebook server error အကြောင်း error တစ်ခုတက်သွားတယ်ဆိုရင်လည်းအကြောင်းမဟုတ်ဘူးဒီပုံစံတိုင်းလေးပဲနောက်တစ်ခေါက်ပြန် change လို့ရပါတယ်အဲအခုကျွန်တော်ပြပြီးရနီလန်းလေးရတော့ကိုယ့်ရဲ့ Facebook account ကို login ဝင်ထားပြီးမဲ့ password အဟောင်းမေ့နေတဲ့သူတွေအတွက်အလွယ်ကူဆုံး password အသေးပြန် change ဤတို့မဟုတ် password ပြန် user လို့ရမယ်နီလန်းလေးကိုအစားဆုံးရှင်းပြပြီးသွားပဲဖြစ်ပါတယ်အဲဒီနေ့ video လေးရတော့ message အတွက်သုံးတက်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျ video လေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ဒုက္ခရှင်တို့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ